ကဲယန္တနာရဲ့ချက်ကိုတွေမာတွေအကုန်လုံးပဲမင်္ဂလာပါနော်အခုအဘောနော်ဒီပတ်ဆိုရင်စနေတနင်္ဂနွေပေါ့နော်ဟောပိတ်ရရဆိုရင်အလုံးပေါင်း၄ရက်ပေါ့နော်အဲဒါဆိုရင်ပိတ်သွားမယ်ဆိုတဲ့အတွက်ကြောင့်ဟောညီမက 3D လေးပေါ့နော်တင်ပြထားပါတယ်နော်အဲ့တော့ကြည့်ရှုတင်တဲ့ကိုတွေမာတွေကောလောအပေးကြပါဦးနော်ဟိုတခြားဝမ်းကျိန်းတို့ break တို့ site လေးတွေလည်းဟိုဘက် ဘင်္ဂလား channel မှာတင်ပြထားတယ်ပေါ့နော်အဲ့တော့ကြည့်ချင်တယ်ဆိုရင်သွားပြီးတော့အပ်ပေးလို့ရတယ်နော်ဒါဆိုရင်အခုနောက်ထပ် data ကပေါ့နော်နေရာတွင်မိထားတာတကွာပါဒါက16ရက်လေးလ25ပေါ့နော်နာမည်9ချိန်မြောက်တော့ပါပဲနော်ဒီကနေ့တက်ပြီးတော့တွေ့တာလေတကွာကိုတက်ပြီးတော့တင်ပြလိုက်မယ်နော်ဒါဆိုလို့ရှိရင် တင်ရပြရမှာကိုလိုမာလိုကြည့်ဖို့ပေါ့နော်။ဒါဆိုရင်ဆက်ပြီးတော့သွားရအောင်နော်။ထိပ်စည်းကိုသွားရအောင်ဒီမှာသုံးပုံညာနှလုံးပေါင်းနော်။မောင်ရှင်ကသုံးစုပြီးတော့ရတာလေ။ဟုတ်ပြီနော်။ဆက်သွားမယ်ဒီမှာကိုဒီမှာငါကိုငါနှလုံးပေါင်းတော့ပေါင်းခြင်းလေး။၃၃ပြီးတော့၄ဆိုတော့တပွင့်တိုးသွားရပေါ့နော်။၃၄ပြီးသွားရင်ဒီမှာ၈ဒီမှာထိပ်စည်းသလုံးနှလုံးပေါင်းမယ်ဆိုရင်၃၃ကိုတိတိုးတော့၄၄ကိုတိတိုးတော့၅ဆိုပြီးတော့ဖြစ်လာမယ်။ဟုတ်ပြီနော်။ အဲ့တော့ရှေ့ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းရင်5ဆိုတဲ့တစ်ချောင်းခွန်းနဲ့တင်မယ်ရှေ့ရခွန်းရနှလုံးပေါင်းရင်ဒီမှာလိုချင်တဲ့ပေါင်းချက်5ဆိုတာကိုရလာမယ်ပေါ့နော်အဲ့ဒီတော့ခွန်းနဲ့ထိပ်စီဆိုပြီးတော့ထိပ်စီတလုံးရှာတွေ့ထားရနော်ဒါဆိုရင်အလဲတိုင်းလေးကိုသွားရအောင်နော် အလဲတိုင်းကကြတော့ဒီမှာရှိတဲ့ခွန်းတုံညာခွန်းပေါ့နော်၃လုံးပေါင်းမယ်ဟုတ်ပြီနော်မဝိုင်းကြတော့ဒီခွန်းကထပ်ပေါင်းလာတာဆိုတော့လေနော်စက်နေမှာဆိုလို့ပါနော်ဒါဆိုလို့ရှိရင် နှလုံးနဲ့နော်ခုံခုံနှလုံးပေါင်းပါပါ sorry ပါနော်ဒီတော့ညမပါပါဝင်ဒီမှာကြည်မှာတော့လို့နော်အဲ့တော့ခုံခုံနှလုံးပေါင်းတော့ပေါင်းခြင်းက၄ဆိုပြီးတော့ရတာတယ်ဟုတ်ပြီနော်ဆက်သွားပါမယ်ဒီမှာရှိတယ်ခုံ6နှလုံးပေါင်းတော့ပေါင်းခြင်းက3 4လေးပြီးတော့3ဆိုတော့အောက်ကိုစင်းရတပွင့်ရောက်သွားတယ်ပေါ့နော်၄ပြီးတော့3ဒါဆိုရင်ဒီမှာရှိတဲ့6ရင်ဒီမှာလာမယ်အလဲတိုင်းတစ်လုံးရင်နှလုံးပေါင်းမယ်ဆိုရင် လေးကိုတက်ရှော့တော့သုံးကိုတက်ရှော့တော့နှလုံးပေါ်ရင်နှစ်ဖြစ်ကြမယ်နော်အဲ့တော့6ရှိပြီလားနှလုံးနဲ့ပေါင်းရင်နှစ်ဆိုတော့6ထည့်မယ်6ရဲ့6ရဲ့ပေါင်းဒီမှာလိုချင်တဲ့ပေါင်းချင်းနှစ်ဆိုတာကိုရလာမယ်ပေါ့နော်ဒါဆိုရင်ဆက်ပြီးတော့တွားရအောင်နော်ဒီဘက်မှာအပိတ်ပေါ့နော်3ခုနှလုံးပေါင်းမယ်ဟုတ်ပြီနော်ဒီမှာရှိတဲ့3ခုနှလုံးပေါင်းတော့ပေါင်းခြင်းကခွန်ဟုတ်ပြီနော်ဒါဆိုရင်ဆက်ပြီးတော့သွားပါမယ်နော် ဒီမှာရှိတယ်၄၃နှလုံးပေါင်းတော့လေပေါင်းခြင်းကခွန်ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာရှိတဲ့ခွန်ရဲ့အပိတ်တလုံးရင်နှလုံးပေါင်းမယ်ဆိုရင်သူလည်းခွန်ပဲဖြစ်ကြမှာပေါ့နော်ပေါင်းခြင်းနှလုံးပေါင်းခြင်းခွန်လည်းဖြစ်စေတယ်အဲ့တော့ခွန်ပဲဖြစ်နေတာဆိုတော့ခွန်ရှိပြီသားဟုတ်ပြီနော်အစဉ်၃ညတည်းလည်းခွန်နဲ့၃ညနဲ့ပေါင်းရင်ဒီမှာလို့ခြင်းနဲ့ပေါင်းခြင်းခွန်နဲ့ဆိုတာလည်းလာတာပေါ့နော်အေးဒါဆိုလို့ရှိရင် 3D ပါနော်ဆချောင်းရဲ့လီလာမဆန်းလား ခုနှစ်ချိန်မှာဆိုလို့ရှိရင်ထဲကစားရမယ့်ကနေလေးကခွန်တိတ်6အလေးနဲ့3ညအပိတ်ပေါ့နော်ခွန်6 3ညဆိုပြီးတော့ရှားတွေ့ထားပါတယ်เนาะဒါကတော့ဒီမှာရှားတွေ့တာကိုချက်ပြချင်းဖြစ်ပါတယ်เนาะအဲ့တော့ဘုလိုမှာ project တွေနဲ့တမစလိုက်ပါကစားကြပါเนาะအားလုံးပဲလာမယ့်ပတ်မှာစီပြေကောင်းကြပါစေလို့ဆုတောင်းပေးပါရှင်အားလုံးကျေးဇူးတင်ပါရှင်